အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီးရေတနာဘုံတက္ကသိုလ်ရှိမှပြုလုပ်ခဲ့တဲ့ဆန္ဒထုတ်ပုံမှုမှာပါဝင်ခဲ့တဲ့ကျောင်းသားသုံးဦးကိုအမရပူရာမြို့နယ်တရားရုံးကဖမ်းဝင်ရန်ထုတ်ခဲ့ပါတယ်။ရေတနာဘုံတက္ကသိုလ်ရှိမှဆန္ဒထုတ်ဖော်ခဲ့မှုနဲ့ဖမ်းဆီးခံထားရတဲ့ကျောင်းသားတွေကိုဇော်လိုင်းလ15ရက်နေ့နနက်7:00နာရီဝင်းကျင်ကအမရပူရာမြို့နယ်တရားရုံးမှာပြည်မှုကြီးအမှတ်418နဲ့ပထမအကြိမ်ရုံးထုတ်ခဲ့ပြီးလွတ်မြောက်နေတဲ့ကျောင်းသားသုံးဦးကိုလည်းတရားရုံးကဖမ်းဝင်ရန်ထုတ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇွန်လ26ရက်နေ့ကရဲတနာမောင်တက္ကသိုလ်အရှိမရှိတဲ့ကျောင်းအုပ်တတိုင်းမှာဖမ်းဆီးခံကျောင်းသားတွေချက်ချင်းလို့အခြေခံဥပဒေပြင်ဆင်ရေးအကြမ်းဖက်အစိုးရဖြုတ်ချအစရှိတဲ့အစသားတွေကိုရေးသားခဲ့တဲ့အတွက်ကျောင်းသား9ဦးကိုအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။အဆိုပါကျောင်းသား9ဦးနဲ့ကိုနိုင်ရဲဝေကိုအောင်ဆန်းဦးကိုကြည်တူးနဲ့ကိုညံလင်းထက်တို့ကိုဖမ်းဆီးနိုင်ခဲ့ပေမယ့်ကျန်ကျောင်းသား3ဦးဖြစ်တဲ့ကိုရဲရင်ပိုင်မှုကိုကျော်တီဟရဲကျော်နဲ့ ကိုအောင်မျိုးနိုင်တို့ဟာလွတ်မြောက်နေတာကြောင့်တရားရုံးကဖမ်းဝင်ရန်ထုတ်ပြန်ထားတာဖြစ်ပါတယ်။ចောင်းသားတွေကိုတရားရုံးကပြန်ထုတ်လာစဉ်မှာလာရောက်ဝင်ရံပေးတဲ့ចောင်းသားတွေကចောင်းသားနဲ့ပြည်သူကိုအခြေမခံတဲ့အမျိုးသားပညာရေးဥပဒေအလိုမရှိဖမ်းဆီးခံចောင်းသားပြည်သူချက်ချင်းလို့အဆရှိတဲ့ကြွေးကြော်တမ်းတွေနဲ့ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ပါတယ်။အမရပူရာမြို့နယ်တရားရုံးကပြန်ကြားရေးအရာရှိဦးဝင်းဦးကចောင်းသားတွေကိုဆွဲထားတာကပြည်မှုဆိုင်ရာဥပဒေပုံမှန်143 148နဲ့ပုံမှန်905ခါခွေးတွေနဲ့ဆွဲဆိုထားတာဖြစ်ပြီး ဒီနေ့အမှုမှာတရားခံပြေးအနေနဲ့၃ဦးရှိကြောင်းတရားခံပြေးရှိပါကတရားရုံးအနေနဲ့အမှုစစ်ဆေးလို့မရတဲ့အတွက်တရားခံပြေး၃ဦးကိုတရားရုံးကဖမ်းဝင်ရတက်ပြီးထုတ်ပြန်ထားတယ်လို့ပြောကြားခဲ့ပါတယ်အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီးဆန္ဒထုတ်ဖော်ခဲ့မှုကြောင့်ဖန်စီတရားဆွဲဆိုခံထားရတဲ့ကြောင်းသားတွေကိုလာမယ့်ဇွန်လ29ရက်နေ့မှာ အမရပူရမြို့နယ်တရားရုံးကထပ်မံယုံကြည်ချိန်ဆိုထားတယ်လို့သိရပါဗျ။